မင်္ဂလာပါရှင်ညိုကစ်တချန်နဲ့နောက်ဆုံးအသတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်မှာစစ်တပ်တိုက်ခိုက်မှုတွေအရှိန်မြင့်လာအပြင်ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်မှုတွန်းမြင်လာတဲ့စေတရီရှိချန်အေကာသတိပိန်ရခိုင်မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေအရှိန်မြင့်လောက်ဆောင်နေတဲ့အပြင်ပြည်သူတွေကိုဖမ်းဆီးမှုတွေတွန်းမြင်လာပြီးစေတရီရှိချန်အေကာသတိပိန်ချက်ထုတ်ပြန်တယ်။ရခိုင်ရှိပင်လေကန်းဒီမြို့ရွာတွေမှာပြည်သူများအနေဖြင့်ဖက်စစ်ဂျပန်ဖက်စစ်ကွန်ဖီရေးချောင်းလေချောင်းတိုက်ခိုက်မှုအနေရကိုအထူးသတိထားကြပါရနဲ့စစ်ရေးသတိရှိကြပါရင်အေကာတိပေးလာခြင်းဖြစ်တဲ့ စစ်တပ်ကလွန်ခဲ့တဲ့နှစ်နှစ်တာကာလနီးပါးတော့အတွင်၎င်းတို့ဆုံရှုံခဲ့တဲ့တရင်တမဌာနချုပ်တိုင်းဌာနချုပ်တွေပါဝင်စစ်ရေးနိုင်ငံရာချက်ကြကြပြီး၎င်းတို့ဆုံလုပ်ခဲ့တဲ့အနေအထားအမျိုးရက်ရွာတွေကို ပြန်လည်သိမ့်ပတ်ယူရန်အတွက်မြန်မာနိုင်ငံအနှံ့ထိုးစစ်ကြီးပြုလုပ်ခဲ့သည့်ဒီမှာထိုးစစ်ကြီးတွေကိုပြုလုပ်နေခဲ့သည့်မှာကာလတန်ကြာခဲ့ပြီဖြစ်ကြောင်းအရက်ခတ်တတော်ဒေတာတွင်မှလည်းကြည်ရည်လေးပူပေါင်းစစ်စင်ရေးပြုလုပ်ခောက်ကြောက်ဖြူမှာထိုးစစ်တွေကို2025ခုနှစ်မတ်လဆန်ကစတင်ပြီးကျိန်ဖက်များစွာပြုလုပ်ခဲ့တော်လည်းတရားမှုမရှိပဲအထိခိုက်ကြဆုံးတွေကိုသာရင်ဆိုင်နေရကြောင်းအေအေကပြောတယ်။ အင်းနေဖြစ်လေအရက်ခဒေတာတွေတိပတ်အချက်ရှိနေမြို့တွေကိုဆက်လက်သိရွယ်စူးစမ်းနေတဲ့အချိန်မှာတပြိုင်နက်တည်းမှာအရက်ခဒေတာနဲ့နေမြင့်ကြီးထိဆက်လျက်ရှိတဲ့မကွေတိုင်းနဲ့ရေကန်ပဲခူးတိုင်းနဲ့အယဝတီတိုင်းဆက်တို့မှာလည်းရန်သူရဲ့ထိုးစစ်တိုင်းကိုကြက်ကြက်ခံပြီးတပြက်ထိုးစစ်ဆေးလျက်ရှိရာကြောင်းအဆိုပါနေရာတွေမှာတိုက်ပွဲနေတိုင်းနေပါဖြစ်ပွားလျက်ရှိရဲ့လက်ရှိချိန်အရက်ခတက်တော်နဲ့ဖက်စစ်ကြက်ဖက်စစ်ကော်မရှင်တို့ကနှစ်ဖက်စလုံးအတွက်စီရအချက်ကြားကြတဲ့နေရ၅ခုမှာပြန်လည်ထိုးစစ်တင်တဲ့ဒုနေစင်ရဲ့ဆက်တိုက်ခိုက်နေခဲ့ကြသည်မှာရဲတပ်ပတ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း တပြိုင်နက်တည်းမှာစစ်တပ်ကအရက်ခတ်တက်တော့ထိ ंछ ုပ်ထားနေရာတွေထဲမှာတချို့သောနေရာတွေကိုထိုးစစ်ဆဲတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်ပြင်ဆင်လျက်ရှိကြောင်းအေအေကပြောတယ်။စစ်တပ်စစ်သင်းမော်တွေကပင်လယ်ပြင်မှာနေပြီးစစ်ရေးပြင်မှာမဟုတ်တဲ့အရက်သားပြည်သွေးနေထိုင်ရာရက်ကွက်ကြဲအများတွင်ကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တိုက်ခိုက်ခြင်းပင်လယ်ပြင်ကမ်းနီးမှာတနိုင်တပိုင်းဝန်ဆာရှန်ကဖန်ထွက်နေကြတဲ့ရေလုတ်သားပြည်သူတွေကိုဖက်စီတပ်ဖြတ်ခြင်းတို့ကိုရက်ခွေရပိုင်းများတွင်စတိုက်ပြုလုပ်နေကြသေးရတယ်။၂၀၂၅ခုနှစ်စတင်ပါလာချာနေမှာတန်တွဲမြို့တောင်မကြီးတိုင်းနဲ့ ဆက်လက်မြောက်ကြမှာရက်တာရေလောက်တာပြည်သူလေးဦးဖြစ်ကြတဲ့အသက်52နှစ်ရဦးမောင်ကို52နှစ်ရဦးကျော်အတန်းတို့အော်တိုဘားတန်းဒီမှာစစ်တပ်ကကြောက်ဖြူစာပြင်ကွင်းရက်ကွယ်မှာရေလောက်တာပြည်သူနဲ့ဆိုင်ကြောက်ကိုကြောင်းမဲ့ဖန်စီခဲ့ခြင်းဖြစ်ပါတယ်။စတင်ပါလာလေးရဲ့နေမိုးလက်နှစ်နာရီချင်းစစ်တင်ပေါ်ရီပေါ်ကလက်နှစ်ကျင်းတဲ့ပြက်ခတ်တိုက်ခိုက်မှုတွေကြောင့် တန်တွင်းကပလီကန်းကျိနီနဲ့လင်းရွတ်တောင်ထံမှလက်နက်ကြီးကြီးကြောင်ပောက်ကွဲခဲ့ကြောင်းစတေမာလာတွေဂျပန်စစ်ကော်မရှင်တန်တွင်းမြို့ပေါ်ရက်ွက်တီရှိပြင်းမဲ့ရက်သားပြည်သူတွေပေါ်လေကြောင်းပြက်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူတအုပ်သေဆုံးပြီးလေဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းစတေမာလာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွင်ရက်သားနေအနေနဲ့ဖုံးကြီးကြောင်းဝင်းနေရာချို့ကိုထိခိုက်ပျက်စီးခဲ့ကြောင်းသိရတယ်စတေမာလာ၂၀ခွဲနေမှာလဲစစ်ကော်မရှင်စစ်သည်မော်တွေမှာတပ်သွဲမျိုးနဲ့မျိုးပေါင်းဝင်ကျင်နေရများပြားကိုလက်နက်ကျင်းနဲ့တောက်လျှောက်ရန်တပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ။အော်တိုဘာလကွယ်ရနေညနေ၄နာရီ၄မိနစ်ကနေပြီးတော့၄နာရီ၁၄မိနစ်အတွင်းကွားမြုံနယ်ပုံရက်ကျပဝင်းကျင်ရှိပင်လယ်ပြင်ကိုစစ်တင်မော်တွေကလက်နက်ကြီးနဲ့ဆက်တကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်။အော်တိုဘလန့်ကွဲနေမှာလဲစစ်တပ်ကတန်တွဲကပလီကန်ချင်းမျက်နှာချင်းဆိုင်မှာထိုင်ချထားရလဲကောင်းတဲ့စစ်တင်မော်တွေပေါ်မှာလက်နက်ချင်းနဲ့တန်တွဲမြို့ပတ်ဝန်းကျင်ကိုရက်သက်ပစ်ခတ်ခဲ့တဲ့အမကတန်တွဲနဲ့ကွမ်းမြို့ပေါ်မှာဝိုင်းရှိုင်းတွဲလေးနေနဲ့၄နိုင်ခန့်ကြာမရက်မနာစတိုက်ပြောင်းဝင်နေခဲ့ကြအောင်အော်တိုဘလော့၁၀နိုင်မနက်၈နိုင်ခန့်မှာတန်တွဲမြို့နီပတ်ဝန်းကျင်ကိုကျက်လင်းနဲ့ပုံစံတိုက်ခိုက်ခဲ့ပါတယ် ဆလာဘင်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မင်းစင်းနေကွယ်လှယ်မှုမပြည့်စုံမှုနဲ့လိုအပ်ချက်တွေရှိနေလို့ဝန်မှုကြေးကြေးဝင်ကြီးမြင့်ကြိုင်ဆိုသူကဝင်ဖန်အကြဘတ်စစ်တပ်ကလာမဲ့ဒီဇင်ဘာလ28နေ့ပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မင်းစင်းနေအချက်လက်ကွယ်လှယ်မှုပြည့်စုံမှုနဲ့လိုအပ်ချက်တွေရှိနေကြောင်းစစ်တပ်လက်အောက်ခံလူဝင်မှုကြေးကြေးဝင်ကြီးမြင့်ကြိုင်ဆိုသူကဝန်ခံလိုက်တဲ့နေပြည်တော်မှာပြုလုပ်တဲ့မြေပြင်ကွင်းစင်စည်ရင်ကောက်ရွေးကြီးကြပ်မှုဗဟုကော်မတီစည်းဝေးမှာမြင့်ကြံကအထက်ပါတိုင်းဝေခလာကျဖြစ်တဲ့စတရီမာလ30အနီးကစားပြီးပထမကြိမ်မဲ့ဆန္ဒရှင်စင်ကိုသက်ဆိုင်မြို့နယ်လေးလိုက်ထုတ်ပြန်ကြေညာခဲ့ပြီး တချို့ဒေသတွေမှာမဲဆင်မပြည့်စုံချက်လက်ကွက်လက်မှုနဲ့လိုအပ်ချက်တွေနိုင်ငံရှိနေရကိုတွေ့ရှိရပါကြောင်းပြည်သူများအနေဖြင့်မိမိမြေမဲဆင်မှာပါမပါချက်လက်ပြည့်စုံမှန်ကန်မှုရှိမရှိမဲဆင်ထုတ်ပြန်ကြေညာထားနေရတွေကိုလာကြည့်ရှုနိုင်ရင်းနဲ့ပြင်ဆင်ဖြစ်စွာလိုအပ်ချက်တွေရှိပါအကာအကရှင်နေဖြင့်ရွေးကောက်ပွဲနည်းဥပဒေပါပြဋ္ဌာန်းချက်နဲ့ညီတမတ်ပုံစံအနေနဲ့ဖြည့်စွက်ဆောင်ရွက်နိုင်အသည့်ပေးကြလိုအပ်ကြမြင့်ချန်ကပြောတယ် လက်ရှိတပြုတ်လူရည်စင်မှာဌာနဆိုင်ဝန်ထမ်းချုပ်နဲ့အကြောင်းမျိုးမျိုးကြောင့်ရွှေ့ပြိုင်နေထိုင်တဲ့ကပြောင်းရွှေ့နေထိုင်ဒေတာကိုအင်အားစုလူရည်စင်ပြောင်းရွှေ့ဝင်ရမှုမရှိတဲ့အတွက်မဲဆင်းပြုစရာမှာကြန့်ရှိနေကြောင်းကွဲလက်နေခြင်းပါကြောင်းမြစ်ဆိုင်ကပြောတယ်။ဇက်ဖက်မြောက်လိုက်က2020ရွေးကောက်ပွဲမှာမဲဆင်းနေမိုင်းနေမှုကိုအကြောင်းပြပြီးဆင်အနာသိမ်းခဲ့ခြင်းဖြစ်ပြီး၎င်းတို့ပြုလုပ်မဲ့ရွေးကောက်ပွဲမှာလွတ်လပ်တရားမျှတစွာပြုလုပ်မည်ပြောဆိုတော့လဲမဲဆင်းနေမိုင်းမှုဇက်တိုက်ကြုံလာရကမဲဆင်းနေမိုင်းနေပါကြောင်း၎င်းတို့ကိုယ်တိုင်ဝန်ခံလာကြခြင်းဖြစ်ပါတယ်။ ကျန်းဖို့ပါတီကနေဘူလက်လာစေကလည်းအော်တိုဘာလာငိုင်းနေကမဲဆင်းကြီးကျယ်မှိုင်းနေကြောင်းလူရ900ရင်300မှာမှိုင်းနေကြောင်းမဲဆင်းပြင်ဆင်ချိန်နေပါနေကြောင်းမဖြစ်တင်ကြောင်းထုတ်ဖော်ပြောဆိုတဲ့ဆက်လက်ပြီးဆလင်းမြို့နယ်လင်းစင်းတိုင်းနေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုဘန်ကာတလုံးသာကြံကြိတ်စစ်တပ်ကလင်းနဲ့ပေါ်ကျဲပြတ်ဆုတ်ခွာရနက်တလင်းမှာလည်းစစ်တပ်နေတော်လိုင်းတပ်တွေတိုက်ပွဲဖြစ်ပွားမကွေးတိုင်းစလင်းမြို့နယ်လင်းစင်တိုက်တဲ့ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်မှုဘန်ကာတလုံးသာကြံကြိတ်စစ်တပ်ကလင်းကျောင်းနဲ့ပေါင်းကျဲပြတ်ဆုတ်ခွာကြောင်းမင်းမှုခိုင်တဲ့ငါကတင်းထုတ်ပြန်တယ်။အော်တိုဘလာရှန်နေ့မနက်9:00နာရီခန့်ချိန်စလင်းမြို့နယ်လင်းစင်တိုက်တဲ့ရဲစခန်းကိုတော်လိုက်တဖွဲ့တွေကပူပေါင်းတိုက်ခိုက်ခဲ့ကြောင်းလင်းစင်းတိုင်းနဲ့ရဲစခန်းရဲ့ဗိုလ်တဲကုတ်ထရာရှိခဲ့ပြီးလင်းစင်းဝင်ကုတ်ကိုပြောင်းရှိစစ်တပ်ဘက်ကတလုံးကျန်နေတိုက်ခိုက်နေစဉ်စစ်တပ်ကယနေ့မနက်9:34မိနစ်ချိန် မကွေးလေတက်ကနေဂျက်ဖိုက်တာနဲ့ပုံချခြင်းဆက်လက်ပြစ်ခတ်ခြင်းနဲ့တောင်းကျိတ်ပြုလုပ်ခဲ့ကြသောထို့ပြောက်တက်ပြဲဆုတ်ခဲ့ရသောဆိုဝါယက်စကောက်တိုက်ခိုက်မှုတွင်စစ်တပ်ဘက်ကအထိကိုက်အများပြားရှိပြီးတော်လန်ရဲဘော်တဲဦးကြဆုတ်ခဲ့ကြသောသိရတယ်။အဆိုပါစစ်စင်ကိုမေမှုခိုင်မန်ငါတက်အတက်ခွဲနဲ့မေမှုခိုင်မန်ငါတိုင်ဒရုန်းတစ်ဖွဲ့စလင်းဘက်ကဖထောင်းညင်အောင်မြပြပြကြအဖွဲ့မေမှုခိုင်ဘက်ကဖထုတ်လွှင့်ဖို့ပြုပေါ်ပြီးတိုက်ခိုက်ခဲ့ပါတယ်။ အလားတူဘကိုတိုင်းနဲ့ဒလင်မြို့နယ်စင်စဲကန်ရွာနီးအကြက်ဖက်စစ်တပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးကြက်ဖက်စစ်သားတွေထိခိုက်မှုစဉ်တွေကိုစုံစမ်းဆဲဖြစ်ကြောင်းဗမာရီဗော်လူရှင်းအမည်တက်ခွဲမှုပိုလဲရကပြောရင်အော်တိုဘာလ17ရက်နေ့ည10:00နာရီ10မိနစ်ချိန်မှာအကြက်ဖက်စစ်သားတွေတိုက်အုပ်ရှိသူကြတဲ့တက်ခွဲလေး BIA တပ်ဖွဲ့ဝင်တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းတိုက်ခိုက်မှုတွေကြက်ဖက်စစ်သားတွေကင်းဘုတ်ဝိနေရမီရှိယာနေရာကိုတင်စာပြက်ခတ်နိုင်ခဲ့ပြီးကြက်ဖက်စစ်သားတွေထိခိုက်မှုရှိပြီး BIA တပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိပြန်ဆုံနိုင်ခဲ့ကြောင်းသိရပါတယ် ဆလဘေစစ်ကောင်စီရဲ့ထိုးစစ်တွေထိခိုက်မှုမရှိအရက်သားတွေတိုက်ခိုက်လာလို့စေတရီပိုရှိဖို့အေးတိုက်တော့အနာသိစစ်ကောင်စီတပ်ကအရခဒေတာတွေကြီးရည်လေးပူပေါင်းစစ်ဆေးတွေပြုလုပ်လျက်ရှိပြီးကြောက်ဖြွန်ပြွတ်နယ်အတွင်းထိုးစစ်တွေကိုယခုနှစ်မတ်လဇန်ကစတင်ပြီးကျိဖက်များစွာပြုလုပ်ခဲ့တယ်လို့ထိရောက်မှုမရှိပဲထိခိုက်ကြဆုံးတွေကိုသာရင်ဆိုင်ခဲ့ရကြောင်းအရခတတော်ရေးကထုတ်ပြန်နေတာအပြင်ပြည်တွင်းအနေနဲ့လည်းစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုရကောထူးထူးပြုဖို့စေတရီရှိဖို့ထပ်လောင်းလို့ဆိုခဲ့တယ် အင်းအနေနဲ့လည်းအာရခဒေတာတွေသိမ့်ပတ်အချက်ရှိနေတဲ့မြို့တွေကိုဆက်လက်သိမ့်ပတ်ရယူဖို့ကြိုးစားနေလို့ထုတ်ပြန်ခဲ့သလိုစစ်ကောင်စီကလည်းအာရခတက်တော်ထိုက်ချုပ်ထားရနေရာတွေကတချို့နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်ဖို့ပြင်ဆင်လျက်ရှိကြောင်းသိပေးတယ်။ဒါအပြင်အာရခဒေတာနဲ့နေမြင့်ကြီးထိဆက်နေတဲ့ဒေတာတွေမှာတိုက်ပွဲဖြစ်ပွားမှုခြေနေကိုလည်းထုတ်ပြန်ကြမှာဖော်ပြပါရယ်။နှစ်ဖက်လုံးအတွက်စီးရဲချက်ချကြနေရာ၅ခုမှာအပြန်အလှန်ထိုးစစ်တင်တဲ့ဒုနစ်စင်ရဲ့ဆက်တိုက်ခိုက်တဲ့ရဲတပ်ဘက်ပေါင်းများစွာကြာမြင့်ခဲ့ပြီလို့ထုတ်ပြန်တယ်။အာနာသိန်းစစ်ကောင်စီတဲ့ရဲသားတွေကိုပြုတ်မှတ်ထားတိုက်ခိုက်နေမှုတွေကိုလည်းအေကထုတ်ပြန်တယ်။ ။ဒါအပြင်ပင်လယ်ပြင်ကမ်းနီးမှာတနိုင်တစ်ပိုက်ဝမ်းစာရှာငါဖန်ထွက်နေကြရေလောက်သားပြည်သူတွေကိုဖမ်းဆီးအသက်ဖြတ်တာ။အခုရက်တွေအတွက်ဇာတိုက်ပြုလုပ်တာနေကြောင်းထုတ်ပြန်ပါတယ်။ရက်သားပြည်သူနေထိုင်နေရာတွေစတင်ကြောင်းနေစင်ုံစေကတ်နေနဲ့တာသနီကအဆောင်တွေကိုရက်ကျက်ရှိရှိဥတီပြတ်မှတ်ထားကရေကြောင်းလေကြောင်းတို့ကတိုက်ခိုက်နေကြောင်းထုတ်ပြန်ပါတယ်။ စတီမာလာ၂၀ခွဲကလည်းစစ်သင်္ဘောတွေကတန်နှမြို့နဲ့မြို့ပတ်ဝန်းကျင်နေရာတွေကိုလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်တိုက်ခိုက်ခဲ့လို့သိရတယ်။ဒါပြောင်တိုဘာလာ၉ရက်ကကွာမြို့နယ်ပုံညံကျားနောက်ဘက်ရှိပေးလက်မြန်မာစစ်သင်္ဘောတွေကလက်နက်ကြီးစက်တကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်ပင်လယ်ကမ်းနီးမြို့တွေကပြည်သူအနေနဲ့စစ်ကောင်စီတပ်ရဲ့ရေကြောင်းလေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုအထူးသတိထားကြဖို့စေတရီရှိကြဖို့ကအေကထက်လာအသိပေးထားပါတယ်။ ဆလပီအန်ယူဂျက်အထူးစုံစမ်းထောက်လိုင်းဦးစီးဌာနကဦးစီးစာအတွက်ပြစ်မှတ်ဆိုင်ရာထောက်လိုင်းတင်တဲ့အပတ်စဉ်နေ့တင်တဲ့စင်ပွဲခန်းနော်အမျိုးသားညွှန်ရေးဆွေးနွေးပြည်တိုင်းနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအထူးစုံစမ်းထောက်လိုင်းဦးစီးဌာနကဦးစီးစာအတွက်ပြစ်မှတ်ဆိုင်ရာထောက်လိုင်းတင်တဲ့အပတ်စဉ်နေ့တင်တဲ့စင်ပွဲခန်းနာကိုစတေမာ25ရက်ကစကိုင်းတိုင်းရှိအန်ယူဂျီစုံမှုနဲ့မြေတွင်တနေရာမှာပြုလုပ်ကျင်းပခဲ့လို့အန်ယူဂျီကထုတ်ပြန်နေအဆိုပါတင်တဲ့စင်ပွဲခန်းနာကိုအန်ယူဂျီပြည်တိုင်းနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးလွင်ကိုလည်းဒုတိယဝန်ကြီးဦးကျော်နေ့တွက်ဖတ်တွင်ဝင် ဒေါ်ဇူလိုင်နဲ့ဘုံအထောက်လိုင်းဖွင့်ဝင်တွေက online ကတဆင့်တယောက်ပြီးဂုဏ်ပြုမှာစကားတွေပြောကြားခဲ့တယ်။ဒေါ်လိုင်နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေနေနဲ့ခုတ်ကာလမှာအရေးကြီးတာကစစ်အုပ်ဆက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆောင်ရွက်နေမှုတွေကိုစုံစမ်းထောက်လှမ်းပြီးဖော်ထုတ်ဖို့လိုသလိုလိုအပ်ရင်စစ်ကောင်စီရွေးကောက်ပွဲတွေကိုအဓိကဥစားဆိုင်နေတဲ့တွေကိုထောက်လှမ်းရေးဘက်က button offline ရအောင် live ဖို့လိုတယ်လို့လည်းဥလင်ကိုလက်ကပြောပါရယ်။ အဆိုပါထောက်လိုင်းစီမံချက်တွေကိုမြန်မာတွင်းဝင်ကကြီးကြပ်စစ်ဆေးပြီးအကြံပြုမှုလမ်းညွှန်မှုတွေပြုလုပ်ခဲ့အပြင်တင်နန်းစင်ကွန်ပျူတာမှတ်တွေကိုလည်းပေးရချင်းမိခဲ့လို့သိရတယ်ပြည်မဆန်အထောက်လိုင်းတင်နန်းအပတ်စဉ်နှစ်ဟာအကြံပတ်စရုပ်ဆွဲဆက်ရည်နဲ့ကိုတိုက်ခိုက်ဖြစ်စီချိန်မုန်းနိုင်ဖို့အတွက်အဓိကလိုအပ်တဲ့ထောက်လိုင်းသတင်းဆက်လက်တွေကိုစနစ်တကျစုံစမ်းထောက်လိုင်းရယူနိုင်မှုရွေးပြီးနလကြကျင်းပပြုလုပ်ခဲ့တင်နန်းဖြစ်တယ်လို့သိရတယ်အဆိုပါတင်နန်းဟာကတောင်လုံးဒေသစကိုင်းတိုင်းနဲ့မကွေးတိုင်းရှိထောက်လိုင်းအဖွဲ့ဝင်တွေကိုစီစစ်ရွေးချယ်ပြီးခေါ်ယူတင်စားပို့ချခဲ့ရလို့အနေကြီးကထုတ်ပြန်ပါတယ် နားဆင်အားပေးကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်